တိုင်းသာစေလုံးညညရေးပါတီကနေကိုစလီလောင်903နဲ့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားမယ်လို့ပါတီ38နှစ်မြောက်အထိမ်းအမှတ်ခန်းထောက်မှာပြောကြားချက်အရသိရပါဗျ။တိုင်းသာစေလုံးညညရေးပါတီရဲ့38နှစ်မြောက်အထိမ်းအမှတ်ခန်းထောက်ကိုချင်းဧတာဇံမြို့နယ်မှာရှိတဲ့မန္တလေးတိုင်းဒေသကြီးရုံဝင်အတွင်ကျင်းပခဲ့ပြီးသဘာဝတိအဖွဲ့ဝင်တွေပါတီဝင်တွေကိုစလီလောင်တွေတက်ရောက်ခဲ့ပါဗျ။ ါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလေတနနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကိုစလေလောင်း903ဦးရထားပါရယ်ကိုစလေလောင်းရထားဖို့ကလည်းတိုင်းသားစီလုံးညီညွတ်ရေးပါတီရဲ့ပြီးခဲ့တဲ့နှစ်ပတ်လည်တဲ့ကလုပ်ငန်းစဉ်တရက်အနေနဲ့ချပြီးစီစဉ်ဆောင်ရွက်ခဲ့တာပါမန္တလေးတိုင်းဒေသကြီးအနေနဲ့ဆိုရင်60ပါအမျိုးသားလွှတ်တော်မှာ72ဦးပြည်သူ့လွှတ်တော်က25မြို့နယ်မှာအပြည့်အဝ တိုင်းဒေသကြီးကလည်းအပြည့်ဝင်ပြိုင်မှာဖြစ်လို့မန္တလေးတိုင်းဒေသကြီးကိုစားပြုပြီး90ရာထားတင်ပြပြီးဖြစ်ပါတယ်လို့တိုင်းဒေသစီလုံးရေးကော်မတီမန္တလေးတိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌပါတီအလို့အမှုဆောင်ကော်မတီဝင်ဒေါ်သောင်းသောင်းနှုကပြောပါရယ်အခမ်းအနားမှာပါတီဥက္ကဋ္ဌဦးဟန်ရွှေရဲ့တဝင်လွာကိုမန္တလေးတိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌကဖန်ကြားခဲ့ပြီးပါတီအနေနဲ့ပါတီဝင်အင်အားသက်တောင်းကျော်မြို့နယ်ယုံ300ကျော်ဖွင့်လှစ်ထားနိုင်တယ်လို့လည်းသိရပါရယ်